ကဲအားလုံးပဲမင်္ဂလာပါမနေ့က EFF ပွဲလေးတွေဘလို့ဖြစ်သွားလဲပွဲပြီးအမြင်လေးတွေပြောပြသွားမှာဖြစ်ပါတယ် EFF ပထမဆုံးပွဲနေနေကကျွန်တော် Man City နဲ့ Chelsea ကြောင်းပြောလိုက်မယ်အဲ့တော့ Man City နဲ့ Chelsea မှာဆိုရင်လိုင်းရလေးဘလို့ထွက်လာ Man City ရဲ့လိုင်းရဘလို့ထွက်လာလဲဆိုတာလေးနဲ့စပြောမယ် Man City ကတော့ကူရမနဲ့မှာထွက်ဖို့ Nori Palari အကီပါမယ်ကိုဆနော့ပါမယ်လူးဝစ်ပါမယ်ဂွန်ဇလတ်ပါမယ်တိုကူပါမယ်ချာကီပါမယ်မူကာဆာပါမယ်ပေါ့ပါမယ်မမော့ပါမယ်ဟာလန်ကိုလုံးဝအနာပေးထားတယ်တေချာကစားဝါတယ်3-1နဲ့မနေ့ကပြီးဝါတယ်တိုကူတွင်တိုကူ39မိနစ်မှာတွင်တယ်မမော့89မိနစ်မှာတွင်တယ်ချာကီ93မိနစ်မှာတွင်တယ်ကျွန်တော်ဒီအရင်ဆုံး7မိနစ်မှာတွင်ထားတယ်ကျွန်တော်ဒီဘွဲကိုမကြည့်လိုက်ရတော့ကိုကျွန်တော်ဒီဘွဲကိုဘာမှတော့မပြောချင်ဘူးဒီတိုင်းလေးပဲအရင်ပြောရအောင်မယ်3-1နဲ့ပြီးသွားတယ် နေရပြောထားတဲ့အတိုင်းပေါက်ကြီးအတိုင်းပဲသူကသူနှစ်ကိုးပြတ်လောက်ရှိမယ်လို့ပြောထားတဲ့အတိုင်းပဲနှစ်ကိုးတော့ပြတ်သွားတယ်ချက်စီနဲ့ဝူဖ်နော်မနီကပြောထားတယ်နှစ်သင်းလုံးကိုးသွင်းနိုင်တယ်ပြောထားတဲ့အတိုင်းပဲ3-4နဲ့ပြီးပါတယ်ကျွန်တော်ပထမဆုံးကြည့်နေတဲ့ချိန်တည်းမှာ Chelsea က3-0နဲ့နိုင်တော့ပြီးသွားပြီတော့ဒီကတော့ Chelsea လုံးဝဒီပွဲတော့အပြတ်တပ်တယ်လို့ထင်တယ်။ဒါဟုတ်မယ်ပြန်ပြီးတော့ line ကလည်းဟိုကလည်းပြန်လဲဖွင့်ကြည့်လိုက်အောင် ဟိုဟာဖြစ်နေပြီ3 2တဲ့ပြီးတော့မှ4 2ဖြစ်တယ်ပြီးတော့မှ4 3ဖြစ်သွားတယ်လမ်းကဘယ်လိုထွက်လာလဲချဲစီဘက်ကအများကြီးတော့ပြောင်းလဲလာတယ်တကယ်လမ်းအနေနဲ့ဆိုလာလာဗီယာပါလာမယ်ဂတ်စတိုပါမယ်ပြီးရင် STV ရောပါမယ်ဒီလောက်ပဲသူတကယ်ဟိုဟာလူတွေကပါလာကျန်တဲ့တော်မြတ်တိုးစင်တို့ပါတော့အရင်လူပြည်နေထည့်လာတယ် ဒါပေမဲ့နိုင်ဝါဆိုတော့ Chelsea လက်ကောင်းသွားတယ် Chelsea လက်တက်သွားတော့ပေါ့တတိယပွဲအနေနဲ့က Newcastle နဲ့ Tottenham ကျွန်တော်ဒီပွဲကိုပေါက်ကြီးမှာဆိုရင်ကျွန်တော် Tottenham ကိုအရန်4ပေါ်ကြော်ထိပေးထားတော့ဘလိုကြီးလဲပေါ့ Tottenham တော့ကောင်းတယ် Spurs ကကောင်းတယ်တန်းဘာလို့4ကြော်ပြီးပေးထားလဲ Newcastle အနေနဲ့ပေါက်ကြီးက1.8ဘယ်လောက်ထိပဲပေးထားဟာမဟုတ်သေးဘူးပေါ့ဘယ်ဟုတ်မယ်ပြီးလဲပြီးတော့ တကယ်လဲကြာလဲကြောင်းညူကာဆယ်နိုင်သွားတာပဲပေါက်ကြီးရသွားကြည့်ပြီးတော့စပါဆင်တော်တော်များပါတာနော်ပါဒိုပူရိုပါမယ်ပါလင်ညာပါတယ်စပန်စပါတယ်စားပါတယ်ဘန်တန်ကပါဂျွန်ဆင်ဇာဗီဆင်မွန်ပါရစ်ချလစ်ဆင်ပါတယ်တော်တော်များပါတယ်ညူကာဆယ်ကတော့လည်းနည်းနည်းလေးပြောင်းလဲလုပ်လာတယ်တော်တော်များပါလာတယ်နှစ်သင်းလုံးကောင်းပါတယ်ပထမပိုင်းမှာကတည်းကဒူးစီးနဲ့ပြီးသွားတယ်ပြီးရင်တော့လီဗာပူးနဲ့ခရစ်စတယ်ပဲလစ် လီဗာပူးနဲ့ခရစ်စတယ်ပဲလီစ်ပွဲကပွဲစကားနီးတဲ့အချိန်အဲဆဆချင်းမှာပေါက်ကြီးရလီဗာပူးအရင်နေပွဲစကားနီးလမ်းထွက်လာအချိန်မှာလီဗာပူးပေါက်ကြီးအရင်များသွားဘာဖြစ်လို့လဲလမ်းကြည့်ပြီးတဲ့အဲ့ဟိုဟာဒီအားလုံးကဘုဂီအားလုံးကဒီဟာဒီဒီကောင်းနိုင်ကြအချောင်းမရှိဘူးတတ်မှတ်ပြီးသားဘာလို့ဆိုလမ်းရမှာထွက်လာအန်ဒီစလော့ကဒီဖလောင်းကတော့မယူဘူးကွာဆိုတဲ့ပုံစံတိုင်းထွက်လာတာ တော့သူဖွက်လာတဲ့လမ်းကိုကြည့်လိုက်ကြတယ်ကဘာမှတကယ် main ရဖြစ်ဘာလို့မှမပါလာရောဘတ်ဆန်ပါတယ်ကာကတ်ပါတယ်ရောဘတ်ဆန်ရောမှ right wing ထည့်ကြတာမဟုတ်လို့ right center back ထည့်ကြတာပြီးရင်မက်ကလစ်ဆာပါတယ်သုံးယောက်ပဲပါတယ် main သုံးယောက်ပဲပါတယ်ခရစ်စတယ်ပယ်လစ်ကဆိုရင်ဂူဟီလက်ခရော့စ်မျူနော့စ်ကာမာဒါစာ၅ယောက်ပါတယ်ဒါပေမဲ့ လီဗာပူးကအသာအေးဖြစ်နေရမှာသူကလူတွေအများကြီးရှိတယ်လေသူ့လူတွေအားလုံးအရင်ထည့်ကစားပြီးဒီဖလားကိုအာနီစလော့ကငါမယူဘူးကွာဆိုတဲ့ပုံစံနဲ့လှုပ်ထားရတော့ဘူးပေါက်ကြီးလည်းအိမ်မှာပြောင်းသွားတယ်လီဗာပူးနိုင်လေးစားနာအထိပြေးသွားတယ်ပြောထားတဲ့အချိန်မှာလီဗာပူးကမနိုင်ဘူး3-0နဲ့စားသည်လီဗာပူးအမြင်ဒုက္ခပေးတယ်စားသည်ပထမဆုံးမှာကလီဗာပူး2-0တင်းလိုက်တယ်ပြီးတော့လီဗာပူးကတော့အနီကက်ပြခံရတာရှိတယ်။ဒါပေမဲ့အနီကက်ကလည်း 3GB မှပြခံရတယ်ဆိုတော့ပြောစရာတော့တင်းနေရှိပါဘူး။နောက်ဆုံး ကျွန်တော်အာဆင်နယ်နဲ့ခရစ်စတယ်ဘယ်အဲဘရိုက်တန်နဲ့ဒီဘွဲကတော့ကျွန်တော် main ဘွဲလေးပေါ့အဲ့ဟာလေးပြောပါမယ်အာဆင်နယ်ကဒီဘွဲမှာ main လူစင်း17ယောက်မှာ10ယောက်လေးလာတယ်ပါလာတဲ့1ယောက်တည်း easy 1ယောက်ပဲတကယ် main လူစင်းနဲ့ဘိုးသမားရာယာနဲ့မှာ keeper ပါတယ်အနောက်တန်းတန်းလုံးဖြုတ်လေလာတယ် ပြောထားကျွန်တော်ဥပမာပြောထားပွဲချုံမှာပြောထားတဲ့အတိုင်းပဲတန်းလုံးဖြုတ်လေလားဘန်ဝိုက်လူးဝစ်ကယ်လီမော့စကယ်လာဟင်ကပီကျွန်တော်ဟင်ကပီကို30ကျတဲ့အတိုင်းပဲဟင်ကပီကိုတုံးလာတယ်အလေရန်တန်းလုံးဖြုတ်လေလားနော်ဂတ်မရီနိုနော်နရီပါလာတယ်ရိုက်ဝင်းဒေါမန်ထုတ်30ကျတဲ့ဆိုတာဘာလို့လဲဆိုတော့ဒေါမန်ဒီ15နှစ်ပဲရှိသေးတယ်အများကြီးလားလာကောင်းတယ်ဒေါမန်ထုတ်30နှစ်တဲ့အတိုင်းဖော်မန်ထုတ်30 အရှိန်အဟုန်ကျွန်တော်ဘယ်ရကောင်မန်းတော့ကျွန်တော်တစ်ခါမှတော့မြင်ဘူး announce တဲ့တကောင်ထည့်လာတယ် left wing မှာပဲတကယ် main player တွေက easy ပါတယ် brighton ကသူ့လူတွေရဲ့တော်တော်များတော့ပါလဲပါလဲပါတော့ပါတယ်ဒါပေမဲ့ arsenal ကဘလောက်လူထုတ်ထုတ်ဖြုတ်ဖြုတ်သူ့ဒီဘလိုပဲဖြစ်ဖြစ်အဆင်ပြေတယ်ဆိုတာပြသွားတဲ့အတိုင်းပဲပထမ သူ့လူတွေတော်တော်များများအနားရပါတယ်အာဆင်နယ်ကမိန်းလူစီတော်တော်များအနားရပါတယ်ပထမပိုင်းမှာကလေးကပထမပိုင်းအရင်လူချင်းပြတော့ကပထမပိုင်းမှာအများကြီးခက်ခဲကြုံရတယ် Brighton တောက်လျှောက်တိုက်တယ်ကီပါသည်သူ့ဘလို့ကောင်းချောင်းကိုဒီဘက်မှာ short stopper လုံးဝဖြစ်တဲ့အကြောင်းကိုဘလို့တွင်းတွင်းမဝင်ဘူးတောက်လျှောက်ကန်တယ်ကီပါတောက်လျှောက်ပုတ်ပြသွားတယ်ဖမ်းပြသွားတယ်ကီပါသည်တကယ်ပြသွားတယ် Normally ဒီတကယ်ကောင်းတဲ့ကိုတို့ကိုတွင်းသွားတယ်မရီနိုရဲ့နောက်ပေါက်ချပေးတာကိုလူးစ်ကလီပေးတဲ့ဟာကိုနော်နီကန်ထည့်သွားတယ် စာကစာကတော့သူ့တိုင်ပဲစာကဒီဟိုလောက်မှဝင်လာတယ်စာကက80မိနစ်မှာဝင်လာတယ် process 83မိနစ်မှာဝင်တယ်ပြီးတော့ rice ဝင်ကစားတယ် rice 89မိနစ်ဝင်စားတယ်တင်မ90ဝင်စားတယ်ကပ်ပီက90မိနစ်ဝင်စားတယ်ကျန်တဲ့လူကတော့အနားရပါတယ် AC ပဲလीနောက်ပဲ ban လीနဲ့ ban လीနဲ့ပုံမှာ AC လူပြန်ပြီးထည့်ကစားလို့ရတယ်ထည့်စားပြီးသူပြန်အနားပေးပြီးတော့ Arsenal ကဒီလာမဲ့နှစ်ပတ်တုန်းက ပွဲချက်မရှိဘူးပွဲချက်မရှိတော့သူလူလူတေးကြလဲကစားသွားပြီးတော့သူအနိုင်အနိုင်နေပဲယူသွားလိုက်မယ်အခုအာဆင်နယ်ဒီပွဲစဉ်6ပွဲဇက်တိုက်ပေးဖို့မရှိတောက်လျှောက်နိုင်နေတယ်ချန်ပီယံလိမှာအဆင့်တက်ပရီးမီယံလိမှာအဆင့်တက်ဆက်ပြီးစောင့်ကြည့်ရမယ့်အချိန်မှရှိတယ်အခုဟိုမှာဆိုရင်ကာရာဘောင်းမှာဆိုရင်အခုဘက်တူဘက်တင်းတင်းနဲ့16နှစ်နေစင်မှာလာမှာအာဆင်နယ်ခရစ်စတယ်ပဲစတူမယ်ကာဒက်ဖ်နဲ့ချက်စီနဲ့တွေ့မယ်မက်ဆီနဲ့ဘရန်ဖုန်းနဲ့တွေ့မယ်နယူကာဆယ်နဲ့ဖူလန်နဲ့တွေ့မယ်ဒီလောက်ပါပဲ ်ကျွန်တော်အမြင်လေးတွေလည်းပြောပြပါကြအောင်ကျေးဇူးများတင်ပါတယ်